နေပြည်တော်တွင်အရေးပေါ် WFP ဟာရဖြစ်ဘီစကုတ်ရောင်းချနေသည်ဆိုသော ဆိုရှယ်မီဒီယာဖော်ပြမှုတသက်တည်းမတွေ့ရပဲရောင်းချလျင်အရေးယူမည်ဟုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယုံကကြေညာမြန်မာနိုင်ငံမှငလျင်ပေးတင်ပြည်သူတွေအတွက်ဖြန့်ဝေပေးထားတဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ဟာရဖြစ်ဗီဇကုတ်တွေကို ရောင်းချနေတာတွေ့ရှိခဲ့ရင်ချက်ချင်းအေးအေးယူဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယုံကမနေ့ကကြေညာပါတယ်မန္လာ28ရက်နေ့မြန်မာနိုင်ငံမှာအင်အားပြင်းစကိုင်းကလေးလှုပ်ခတ်မှုအပြီးကုလသမဂ္ဂနဲ့နိုင်ငံတကာကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ခဲ့ရမှာ WFP ရဲ့ဟာရဖြစ်ပြီးစာကုတ်တွေလည်းငလျင်တန်တင့်ဒေတာတွေကိုဖြန့်ဝေခဲ့ပြီး နေပြည်တော်မှာ WFP အဟာရဖြည့်ပြီးစာကုတ်တွေရောင်းချနေတယ်လို့ဆိုရှယ်မီဒီယာမှာရေးနေကြတာကို WFP ကသိရှိထားပြီးဒီရေးသားချက်တွေမှာတက်တေတစုံတရာတော့မတွေ့ရသေးဘူးလို့ကုလသမဂ္ဂကဆိုပါတယ်နေပြည်တော်မှာအဟာရဖြည့်ပြီးစာကုတ်တွေကိုဧပြီလ၁ရက်နေ့ကနောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဟာရောင်းရမှာမဟုတ်တဲ့အတွက် ရောင်းချဖို့မတင်ဘူးလို့ကုလသမဂ္ဂကဆိုပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကနလင်းလှုပ်ခတ်ပြီး48နာရီတွင်းမှာနလင်းဘေးတင့်ပြည်သူတွေအတွက်အာဟာရဖြစ်ပြီးစက်ကွက်တွေစတင်ဖြန့်ဝေခဲ့ပါတယ်။ WFP ကဖြန့်ဝေပေးခဲ့တဲ့ဘီစက်ကွက်တွေဟာတာမန်ဘီစက်ကွက်တွေမဟုတ်ပဲစွမ်းရည်မြင့်အာဟာရဖြစ်ဘီစက်ကွက်တွေဖြစ်လို့စွမ်းရည်ပရိုတင်းဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝါစွာပါဝင်ပြီးပါဝင်ပစ္စည်းတွေအနေနဲ့ဂျုံမှုပဲပြီးဆက်မှုတ် တကြားအစီထုတ်ထားတဲ့နှုတ်မှုဗီတာမင်နဲ့သတ္တုဓာတ်တွေဖြစ်တဲ့ကယ်လစီယမ်မဂနီစီယမ်တန်ဓာတ်အိုင်အိုဒင်ဖောလစ်အက်ဆစ်ဗီတာမင် B1 B2 B6 B12 နဲ့တခြားဓာတ်တွေများစွာပါဝင်တယ်လို့ကုလသမဂ္ဂကဆိုပါတယ်ဒီဗီစကွက်တွေကိုအရွယ်ရောက်သူတွေအနေနဲ့ဗိုက်စာတဲ့အခြေအနေပေါ်မူတည်ပြီးဒီနေ့ကိုဘီစကွတ်၅ထုတ်ခန့်အထိစားသုံးနိုင်ပေမဲ့ 6လအောက်ကလေးတွေကိုတော့ကျွေးလို့မရပဲ6လအထက်ဆိုရင် မိခင်တို့ဝအောင်တိုက်ပြီးဗီဇက်ကိုကျွေးနိုင်တယ်လို့ဆိုပါတယ်။ဒီဗီဇက်ကိုတွေကိုငလင်းလိုအရေးပေါ်အခြေအနေမျိုးတွေမှာချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတာဖြစ်ပြီးအရေးပေါ်အခြေအနေဖြစ်လာတဲ့အခါပုံမှန်အစားအသောက်တွေကိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာအရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်တယ်လို့ဆိုပါရစေ။ WFP အနေနဲ့ပုံမှန်လေ့လာဆောင်ကြည့်နေသလိုရောင်းချတာတွေ့ရင်လည်းချက်ချင်းအေးအေးယူဆောင်ရွက်သွားမှာဖြစ်ပြီး WFP ရဲ့အထောက်ပံ့တွေကအငြင်းရန်အခမဲ့ဖြစ်ကြောင်း WFP ရဲ့အထောက်ပံ့တွေနဲ့ပတ်သက်ပြီးမင်းမြန်းကျင်တာသတင်းပို့ကျင်တာတွေရှိခဲ့ရင်အီးမေးလ်ပေးပို့နိုင်သလို WFP ရဲ့အကူအညီပေးရေးဖုန်းတွေကိုလည်းတိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်